ီအချက်၅ချက်ကမြန်မာလူငယ်တွေအတွက်2025ခုနှစ်မှာဘဝတိုးတက်ရေးအတွက်အရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်။ကျွမ်းကျင်မှုအသစ်တွေတည်ယူတာ၊ online ပညာရေးအခွင့်အလမ်းတွေကိုအသုံးချတာ၊ကိုယ့်ရဲ့ချက်ဆက်မှုတွေကိုတည်ဆောက်တာ၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်တွေစတင်တာတွေနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်တာတွေကမိတ်ဆွေတို့ရဲ့ဘဝကိုပြောင်းလဲစေနိုင်ပါတယ်။ Mind Diary Channel မှာကျေးဇူးတော်ကုန်ဆက်တာလိုက်ပါတယ်။ Channel တလေးဖြစ်လို့ Like and Subscribe များနဲ့ပံ့ပိုးကူညီကြပါအောင်ခင်ဗျာ။ မင်္ဂလာပါမိတ်ဆွေပေါင်းတို့ခင်ဗျာကျွန်တော်ရဲ့ channel မှာကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မြမလူငယ်တွေ2025ခုနှစ်မှာဘဝတိုးတက်ရေးအတွက်ဘာတွေလှုပ်ဆောင်တဲ့နေဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်လက်ရှိကမ္ဘာကြီးရဲ့အရှင်ဟုံးနဲ့ပြောင်းလဲနေပြီးမြမလူငယ်တွေအနေနဲ့ဒီပြောင်းလဲမှုကိုအခွင့်အလမ်းဖြစ်အသုံးချတတ်ဖို့ရည်ကြီးပါတယ်2025ခုနှစ်ကရှေ့ဆက်ဖွံ့ဖြိုးတိုးတက်ဖို့အခွင့်အလမ်းကောင်းတွေရှိနေပါတယ်ဒီဗီဒီယိုမှာ ကျွန်တော်တို့ကအဓိကအချက်၅ချက်ကိုဆွေးနွေးတော့မှာဖြစ်ပါတယ်။ဒါရီယာမိတ်ဆွေတွေရဲ့ဘဝကိုပြောင်းလဲစေနိုင်တဲ့အချက်တွေပဲဖြစ်ပါတယ်။နံပါတ်၁ကျွမ်းကျင်မှုအသက်တွေတည်ယူတာ။ပထမဆုံးအချက်ကတော့ကျွမ်းကျင်မှုအသက်တွေတည်ယူတာပဲဖြစ်ပါတယ်။ Digital နည်းပညာ၊ဘာသာစကားစီးပွားရေးဆိုင်ရာကျွမ်းကျင်မှုတွေဟာအလွန်အရေးကြီးပါတယ်။ Digital နည်းပညာပိုင်းမှာ Programming, Data သိပ္ပံ, AI နဲ့ဆိုင်တဲ့ကျွမ်းကျင်မှုတွေဟာ အလုပ်ပိုင်းအခွင့်အရေးကောင်းတွေကိုဖန်တီးပေးနိုင်ပါတယ်။ EDH လို့ platform တွေမှာအခမဲ့သင်တန်းတွေတက်နိုင်ပါတယ်။ဘာသာစကားပိုင်းမှာအင်္ဂလိပ်စကားအပြင်တရုတ်ဂျပန်ကိုရီးယားစတဲ့ဘာသာစကားတွေကိုတက်မြောက်ချင်းရလဲနိုင်ငံကအလုပ်ပိုင်းခွင့်လန်းတွေအတွက်တကားဖွင့်ပေးနိုင်ပါတယ်။နံပါတ်1 online ပညာရေးအခွင့်အလမ်းတွေကိုအသုံးပြုတာဒုတိယအချက်အနေနဲ့ကတော့ online ပညာရေးအခွင့်အလမ်းအသုံးချခြင်းပဲဖြစ်ပါတ ကမ္ဘာအဆင့်မြင့်တက္ကသိုလ်ကြီးတွေရဲ့သင်တန်းတွေကိုအွန်လိုင်းကနေတက်ရောက်နိုင်ပါပြီ။ Harvard, MIT, Stanford စတဲ့တက္ကသိုလ်ကြီးတွေရဲ့သင်တန်းတွေကိုတက်ရောက်နိုင်ပါတယ်။ဒါအပြင် YouTube မှာလည်းအရေးသွေးမြင့်ပညာရေးဗီဒီယိုတွေအများပြားရှိပါတယ်။ Google Digital Learning စတဲ့ platform တွေမှာလည်းအသက်မွေးဝမ်းကြောင်းဆိုင်ရာသင်တန်းတွေတက်ရောက်နိုင်ပါတယ်။ဒီသင်တန်းတွေကအခမဲ့ဒါမှမဟုတ်ဇေတတာပြီးအသိအမှတ်ပြုလက်မှတ်တွေရရှိနိုင်ပါတယ်။အွန်လိုင်းပညာရေးအသာချက်ကကိုယ်အချိန်နဲ့ကိုယ်သင်ယူနိုင်ခြင်းပဲဖြစ်ပါတယ်။ လွန်လွန်ရင်ကြောင်းတရင်အချိန်ပိုင်းလေးလံနိုင်ပါလေ။နံပါတ်3ကိုရဲ့ချစ်ဆက်မှုတွေတိဆောက်တာ။တတိယအချက်အနေနဲ့ကတော့ကိုရဲ့ချစ်ဆက်မှုတွေတိဆောက်ခြင်းပဲဖြစ်ပါလေ။အောင်မြင်တဲ့လူတိုင်းလိုလိုကိုရဲ့ချစ်ဆက်မှုခေါင်းတွေရှိပါလေ။ professional ကြက်ကြက် social media တွေမှာတက်ကြွသွားပါအောင်ပါ။ message တွေကျင်းပမှုတွေလုပ်ငန်းအတွေ့အကြုံတွေကိုမျှဝေပြီးလုပ်ငန်းနယ်ပယ်တူတူတွေနဲ့ချစ်ဆက်ပါ။ပညာရှင်အသင်းဖွဲ့တွေကျင်းပမှုဆိုင်ရာအသင်းဖွဲ့တွေမှာပါဝင်ပါ။ ဒီလိုအသေးအဖွဲ့တွေကမိတ်ဆွေတို့ရဲ့ကျွမ်းကျင်မှုတွေကိုမြင့်တင်ပေးနိုင်ရုံသာမကအလောက်ကန်ခွင့်လန်းတွေလည်းရရှိစေနိုင်ပါ Conference တွေဆွေးနွေးပွဲတွေ Workshop တွေမှာပါဝင်ပြီးလူတွေနဲ့တိုက်ရိုက်တွေ့ဆုံပါဒီလိုပွဲတွေမှာမိတ်ဆွေတို့ရဲ့ကျွမ်းကျင်မှုကိုပြသနိုင်ပြီးအခွင့်အလမ်းကောင်းတွေရရှိနိုင်ပါနံပါတ်၄ကိုပိုင်စီးပွားရေးလုပ်ငန်းငယ်လေးတွေစတင်တာစတော့အချက်နည်းနည်းကတော့ကိုပိုင်စီးပွားရေးလုပ်ငန်းတွေကိုတိတိလေးကနေစတင်တာပဲဖြစ်ပါတယ် ကိုယ်ပိုင်လုပ်ငန်းလှုပ်ခြင်းရဝင်ငွေတိုးမြင့်ရုံသာမကကိုယ့်ရဲ့အကျဉ်းမှုတွေကိုလက်တွေ့အသုံးချခွင့်တွေပါရရှိစေနိုင်ပါတယ်။အွန်လိုင်းဈေးရောက်တာ၊ digital ဝန်ဆောင်မှုပေးတာ၊ကိုယ်ပိုင်ထုတ်ကုန်တွေထုတ်လုပ်တာစတဲ့လုပ်ငန်းတွေနဲ့စတင်နိုင်ပါတယ်။ YouTube, Facebook, Instagram, TikTok စတဲ့ social media တွေကိုအသုံးပြုပြီးဈေးကွက်ရှာဖွေနိုင်ပါတယ်။ Freelance လုပ်ငန်းတွေဖြစ်တဲ့ design ဆွဲတာ၊စာရေးတာ၊ဘာသာပြန်တာ၊ programming လုပ်တာစတဲ့လုပ်ငန်းတွေကိုလည်းလုပ်ကင်နိုင်ပါတယ်။ ကိုပိုင် လုပ်ငန်းစတင်မှုအရင်းနှီးနည်းနည်းလေးစတင်နိုင်တဲ့လုပ်ငန်းတွေကိုရွေးချယ်ပါဒါအပြင်အစိုးရနဲ့ NGO တွေရဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်တွေအတွက်ထောက်ပံ့ကြေးကိုလည်းရှောက်ထားနိုင်ပါမှတ်ချက်အနေနဲ့ကတော့ကျွန်တော်တို့နိုင်ငံမှာတော့လက်ရှိအချိန်မှာမရနိုင်ဘူးပေါ့ဗျာနံပါတ်၅စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်တာနောက်ဆုံးချက်ကတော့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်တာပဲဖြစ်တယ်ဘဝတိုးတက်ရေးအတွက်စူးစမ်းရင်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်းမေ့လျော့မသွားဖို့အရေးကြီးပါတယ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှုအားကစားလှုပ်ခြင်းရာလည်းစိတ်ကျန်းမာရေးကိုအထောက်အကူပြုပါတယ်တရားထိုင်တာအသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်တာဟာစိတ်ပြည့်စုံမှုကိုညော့ပါစေပါတယ်မိသားစုတွေတငယ်ချင်းတွေနဲ့အချိန်ဖြုန်းတာဝါသနာပါတဲ့အရာတွေကိုလွတ်ဆောင်တာတွေကလည်းစိတ်ကျန်းမာရေးအတွက်အရေးကြီးပါတယ်စိတ်ဖြစ်မှုများလာရင်စိတ်ပညာရှင်တွေကျွမ်းကျင်သူတွေနဲ့တိုင်ပင်ဆွေးနွေးဖို့ ဝုံမလေးပါနဲ့ညာစစ်ကြဲပိုင်ရေးကောင်းမွန်မှသာအခြားအရာတွေကိုလည်းအောင်မြင်နိုင်မှာဖြစ်ပါတယ်။နေကောင်းချုပ်အနေနဲ့ဒီနေ့ဆွေးနွေးခဲ့တဲ့၅ချက်ကမြမလူငယ်တွေအတွက်2025ခုနှစ်မှာဘဝတိုးတက်ရေးအတွက်အရေးကြီးတဲ့အချက်တွေပဲဖြစ်ပါတယ်။ကျွမ်းကျင်မှုအသက်တွေတည်ယူတာ၊အွန်လိုင်းပညာရေးအခွင့်အလမ်းတွေကိုအသုံးချတာ၊ကိုယ့်ရဲ့ချိတ်ဆက်မှုတွေကိုတည်ဆောက်တာ၊ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းငယ်လေးတွေစတင်တာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုဂရုစိုက်တာတွေဟာမိษွေတို့ရဲ့ဘဝကိုပြောင်းလဲစေနိုင်ပါတယ်။လက်ရှိအခြေအနေမှာကိုယ့်ကိုယ်ကိုဆက်လက် ဖွံ့ဖြိုးတိုးတက်စေဖို့အခွင့်အလမ်းသက်တွေကိုရှာဖွေဖို့အရေးကြီးပါတယ်ခင်ဗျာ။ဟုတ်ကဲ့ဒီဗီဒီယိုကိုကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေအတွက် channel ကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့အောင်ဗျာ။ဒီကုန်းနေရှိပါက comment မှာရေးထားခဲ့နိုင်ပါတယ်ခင်ဗျာ။ကျေးဇူးအများကြီးတင်ပါတယ်။